အောင်မဲမင်္ဂလာပါဗျာခုတစ်ခါမှတော့ရန်ကုန်ကံတော်ကြီးထဲမှာညနေခင်းတရေ6ခန့်ခဲ့ရကြောင်းပြောပြလာတဲ့မိန်းကလေးတယောက်ရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာ ပြန်လေကြိုဆိုလိုက်ပါလေဗျာ။ဒီမှာတရေချုပ်ခံရတဲ့အကြောင်းလေးကိုလာပြောပြတာပါ။ကိုကြီးက Halloween အတွက်ရိုက်မယ်ဆိုပြီးတော့ကန်တော်ကြီးထဲမှာသွားရိုက်တယ်ပေါ့နော်။ Caraway ဘက်အချမ်း Caraway ကမှကြောက်တုံးကြီးရှိတဲ့ဘက်အချမ်းပေါ့။အဲ့ဘက်မှာသွားရိုက်တယ်။ရိုက်တော့ဆက်ဆက်ရိုက်တဲ့အချိန်ကကြတော့ညနေ၄နာရီခွဲလောက်ဖြစ်နေပြီ။မိုးတွေကလည်းအုပ်နေတော့အဲ့နာမှာတစ်တော်ကြီးလိုဖြစ်နေတော့အကုန်လုံးကပဝန်းကျင်ကမှောင်မြိုင်နေ၄နာရီခွဲကြကြောက်လောက်ဖြစ်သွားတော့အဲ့လိုဆိုပုံမှောင်သွားတယ်ပေါ့နော်အချိန်က။အဲ့လိုဖြစ်လေပေါ့။အနားမှာအဲဘူးမှမရှိတော့ခင်ဗျားတို့ရိုက်နေတဲ့၃ယောက်ပဲရှိတော့တယ်။ ဒီအပါအဝင်မှာ၃ယောက်ပဲရှိရတယ်။အဲ့ချိန်မှာအနားမှာခွေးတွေလာပြီးတော့ဥတယ်ခွေးတွေလာဥပေါ့ပထမဆုံးအဲ့နဲ့ဟဲ့ဒီခွေးတွေလည်းမလာဥလည်းဗာလည်းပေါ့မောင်းလိုက်တယ်ပေါ့ကွယ်မောင်းလိုက်ပြီးခဏကြာတော့ကြီးကန်းတတိုက်ကားလည်းအောက်မှာနိမ့်နေလေးပြန်ပြီးတော့အမကြီးကန်းနေလည်းခွနေကြတယ်တစ်ကောင်းနဲ့တစ်ကောင်းနဲ့ကြီးကန်းနေဆိုတိရမလားအဲ့လိုကွန်ဂျူရင်းတို့ဘာလို့ကားထဲမှာဆိုလို့ရှိရင်လေအဲ့ဒီကြီးကန်းနေရလို့တရဲလို့တဆိတ်လို့ပုံစံမျိုးဖြစ်စေတယ်ကွယ်ဒီလား၆စိတ်၆ချားစေရပေါ့နော်အဲ့မှာဒီတို့ကလည်း ဂျိုက်နေနဲ့အာယုံပြောင်းပြီးတော့လုတ်ဆရာရှီကလုံအဲ့ချိန်မှာဒီရဲ့ကြီးချုံပေါ်ချုံနေပေါ်ဒီလိုအနီရောင်လေအဲ့အနီရောင်အစာကြီးကိုလာဆွဲတာအတန်းလိုက်ကြီးလာဆွဲတာဆွဲလဲဆွဲတော့ဂျိုက်ပြီးနေတဲ့အကိုနှစ်ယောက်တည်းကတစ်ယောက်ကလှမ်းတွေ့လိုက်ရဲ့အဲ့အစာကြီးကလွွွင့်သွားလွွွင့်တော့ဒီရဲ့ရုပ်ရည်လမ်းဖြန်သွားတာပေါ့နော်ဒါပေမဲ့အဲ့ညမှာကိုကလည်းမဖြစ်မနေစက်ရိုက်ကိုရိုက်ရမှာဖြစ်တဲ့တော့ကြောင့်မျိုးစိတ်ကိုတင်းနေတက်လန့်နေနောက်တစ်ယောက်ကပြောပြအောင်အဲ့ဟိုဂုံးပေါ်မှာတဲ့လူတစ်ယောက်ထိုင်နေတယ်တဲ့ဂုံးစာဘယ်လိုလဲဆိုတော့ အဲ့အဲ့နေဟာကွာဒီကဘေးပတ်ဝန်းကျင်အကောင်တစ်ခုလုံးကကျတော့တပင်အကြီးငယ်အများကြီးအဲ့လိုမျိုးတပင်နေနေရှုပ်ရခတ်နေနေရမျိုးပေါ့နော်အဲ့ဒါကဒီကတောင်ကနေလမ်းကြည့်ရမယ်ဆိုလို့ရှိရင်အဲ့တောင်အခြေကနေကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟိုဘက်ထိတ်လုံနေရမှာလူတယောက်ကထိုက်နေတာတပင်ချင်းရဲမှာကွယ်သူ့ရဲ့ပုံစံကဆိုတော့ဟိုဆုပ်ဆုပ်ပြက်ပြက်နွမ်းနွမ်းဖက်ဖက်နေပေါ့သိရမလားအင်းကြီးတွေကလည်း ရီရွဲပြီးတော့စုပ်ပြက်နေတယ်လို့ပေါ့နော်အဲ့လိုဆိုအန်ဒီယူကလည်းဩသူစိတ်မနှံ့လို့နေမှာပါပဲလေပေါ့အယူပဲနေမှာပါပဲပေါ့အဲ့လိုမျိုးတွေးလိုက်အဲ့ချိန်မှာဟိုအိုလေးကပြောတယ်သူမကြောက်ဘူးလားမသိဘူးရဲ့ဒီညမှာတယောက်လဲလာပြီးတော့ထိုင်နေတာပေါ့နော်အဲ့လိုပြောနေချိန်မှာအဲ့သူ့လည်းအယုံမရဘူးပေါ့ကိုယ့်ကိုထိုင်ပြီးတော့ဟောကိုယ့်ဘာကိုယ့် group နဲ့ကိုယ့်ဘာကိုတပုံရိုက်နေကြရိုက်နေတော့ကဘာမှမကြောက်ဘူးချိန်က10စက္ကန့်15စက္ကန့်လောက်လေးအတွင်းကိုလှည့်လဲကြည့်လဲကြည့်လိုက်ကောအဲ့လိုကမရှိတော့အဲ့ညမှာမရှိတော့မရှိလည်းမရှိတော့ဒီလိုကအဲ့မှာ ဟိုလမ်းရှောင်ရင်ရှောင်နေအဲ့ဘက်ကိုတစ်ခေါက်ရောက်သွားပြန်အောင်အဲ့တူတူထိုင်နေခဲ့နေရပါတော့အဲ့တော့ဘာရှိမှသွားရှိုက်ကိုကြည့်လို့ဆိုအဲ့ညမှာလေလုံးဝပြောင်းရှင်းတလင်းခါဘာဆိုဘာမှမရှိတာပြောချင်တာလေဒီအချိန်ကွာလုံးဆုံးရှိလာစက္ကန့်30စက္ကန့်50လာကာလမှာကွယ်လူတစ်ယောက်ကထပ်ထွက်သွားတယ်ဘာညာဆိုလို့ရှိရင်မြင်ရမှာပဲဘာမှမရှိဘူးရှင်းနေတာပဲအမှန်တွေးတွေးပြီးကြောက်တာပေါ့နော်ကြောထဲမှာစိန်ပြီးတော့အဲ့မှာပြီးလဲပြီးတော့အုံနဲ့ညာလေးလိုင်းထနေအောင်ရတယ် ကေဝမခံနိုင်ဘူးလားကေဝနိုင်လားယင်လေးလည်းမခါလေးကိုပြုတ်တက်တာပေါ့နော်အဲ့လိုမျိုးဖြစ်တာလေလေးပြေကိုအကုန်လုံးတရားမင်းတရားကြည့်ပြီးအဲ့တော့လေအကုန်လုံးဝုန်းနဲ့ထွက်ပြေးကုန်ကြောင်းထွက်ပြေးမှာဘယ်ရောက်သွားလဲဆိုတော့ကရဝိတ်နာကအဲ့ကြောက်တုံးနေထိုင်တဲ့နေရာမှာအမြန်ရိုက်ပြီးတော့နောက်တနေရာနောက်တစ်လိုကရှင်တကူလစ်ကြအောင်ပေါ့နော်ဘုရင်နာအဲ့ထဲမှာတွေးတွေးပြီးတော့ကြောက်ခဲရတဲ့အခိုက်တန့်ပေါ့ပြီးတော့လေအနံ့နေပေါ့အထူးကအနံ့နေနောက်ပြီးတော့ဘေးပတ်ဝန်းကျင်အနေထားတွေဒီလူရရုပ်တိကဘယ်လိုပြတ်သွားတာလဲပေါ့နော်အစားရှိသမီးအဲ့လိုမျိုးကြီးခံစားရပြီးတော့မှ ကြုံခဲ့ရတဲ့အခိုက်အတန့်ပေါ့နော်ပြောချင်တာဒီကန်တော်ကြီးဆိုတဲ့ထဲမှာလည်းတော်ကြီးမြတ်မဲလိုမျိုးဖြစ်နေရမျိုးလည်းပါတယ်နောက်ပြီးတော့ဒီထဲမှာမကြာခဏအဲ့လိုမျိုးလူတိမ်မှုလူတတ်မှုတွေဖြစ်တာတွေကလည်းခဏခဏပဲပေါ့နော်အဲ့လိုဆိုရှိရတော့ရှိမှာပဲဒီထဲမှာလေဟိုကြောက်ဖို့လည်းကောင်းနေသေးလားအရင်ပဲ အဲအဲ့အရာတခုပေါ့နောက်ပြီးတော့လေဒီလိုအရာတွေကကိုမကြုံရဘူးဆိုတာမယုံဘူးဆိုပြီးတော့ထားလို့မရဘူးဒါတကယ်ကိုရှိရကွာကိုမမြင်နိုင်ကိုမသိနိုင်လို့ဒါတိခွင့်မြင်ခွင့်မရလို့ဒါမကြုံရတာတကယ်တော့ဒီရာရာတကယ်ရှိရဒီထက်မှာဒီတန်တော်ကြီးတက်မှာပဲဖြစ်ဖြစ်ဘာမှလည်းဖြစ်ဖြစ်အာတရေနဲ့စိန်နဲ့ပတ်သက်ပြီးတော့ကိုတွေရောဘယ်လိုမျိုးကြုံခဲ့ဘူးလဲဆိုတာလေးကိုကိုမမမိုက်ခဲ့ပြပါအောင်ဟောဒါနဲ့လေတန်တော်ကြီးမှာဆိုလို့ရှိရင်မကြခဏဓာတ်ထောက်ပြီးတော့လူတဲ့အမှုတွေလည်းဖြစ်တယ်ဆိုတော့ဒါကတော့တရေထပ်ပို့ပြီးကြောက်ကောင်းတဲ့အရာပေါ့နော်အဲ့တော့သွားရဲ live ဆိုလို့ရှိရင်တတိယရထားပြီးကြောက်ကြပါလိမ့်ပြချင်ပါတယ်